ကြာလာပြီးသားမင်းများကအခုရောက်ရှိနေတဲ့ဒီတပတ်တာ ကာလကွင်းမှာအလောက်ခိုင်နဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းသစ်ပြီးနောက်တိုးတက်အောင်မြင်မှုတွေအစဉ်ကြီးမှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေ့ရပါတယ်။အဲ့တော့ကိုလုံးနေတဲ့အလောက်ကလက်ရှိအခြေအနေထက်ကိုပို့ပြီးတော့တိုးတက်ကြောင်းလဲမှုတွေကို ရရှိလို့လာနိုင်မဲ့အချိန်ကာလပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ဒါကိုစမ်းဉာဏ်စမ်းရှိသလောက်ပေါ့နော်ဒီကာလအတွင်းမှာအဲလုံးတွေကိုပို့ပြီးတော့စူးစားလုပ်ကန်ဆောင်ရွက်လို့ရပါလေခင်ဗျာ။နောက်ပြီးတော့အလုံးမှာကြီးခဲ့တဲ့သူတွေရဲ့အကူအညီကောင်းတွေအကြံကောင်းဉာဏ်ကောင်းတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်ဆိုတာပေါ့တွေ့ရပါတယ်ဆက်လက်ပြီးတော့ငွေကြေးကံကြမ္မအခြေအနေကိုကြည့်ပြပါမယ်ငွေကြေးနဲ့ပတ်သက်တဲ့အခြေအနေမှာပုံမှန်အားဖြင့်ရှိပါတယ်တအားကြီးငွေကြေးကံကောင်းနေတာမျိုးပဲလို့မဟုတ်တလို့ အားညံ့နေနိုင်တဲ့အခြေအနေမျိုးပဲလို့လည်းမဟုတ်ပါဘူးအဝင်အထွက်ကပုံမှန်ရှိနေပါလိမ့်မယ်တခုပြောစရာရှိတာကဒီကာလမှာငွေကြေးကိစ္စဖို့အကြောင်းပြုပြီးတော့နည်းနည်းစကားပြောရတာလေးတွေဖြည့်ရှင်းရတာမျိုးလေးတွေတော့ကြုံရတတ်ပါတယ်ဒါပေမဲ့အဆင်ပြေအောင်မြင်သွားနဲ့ဖြတ်ကျော်နိုင်လိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပေးပါမယ် ဒီကာလာတော့တွင်မှာကျမကြီးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးညံ့ကျင်တယ်လို့မျိုးဖြစ်တတ်ပါတယ်။ကျမကြီးအညံလေးတွေကျုပ်ပြည့်ရဲ့ဝင်လာတတ်ပါတယ်။အဲ့တော့နေထိုင်မှာကောင်းဖြစ်တာမျိုးတွေအပြင်ထိခိုက်စေတတ်တဲ့အန္တရာယ်မျိုးလေးတွေကိုလည်းပဲနည်းနည်းကယူဆိုင်ပါလို့မှာကြားလို့ပါတယ်ခင်ဗျာ။နောက်လူမှုပေါင်းတဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့အခြေအနေပါဒီကာလာတွင်မှာလူမှုရေးပိုင်းမှာအညံလေးတွေရှိပါတယ်။ကိုယ်ပေါ်ကောင်းတဲ့သူတွေထက်ပေါ့နော်မကောင်းတဲ့သူတွေနဲ့ကိုပြီးတော့ တွေ့ရတတ်ပါတယ်အဲသူတစ်ပါးကကိုယ့်ရဲ့မကောင်းတဲ့နေကိုသဘုတ်လီလွင်ဒါကိုယ့်ရဲ့မမြင်ကြရမှာပြောဆိုတာမျိုးတွေကိုခံရတတ်ပါတယ်ဒါမလို့လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနေမှာဒီကာလကအញ្ញံကြုံရတတ်တဲ့အစမပြေမှုတွေဖြစ်ပေါ်စေနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာပညာရေးကံနဲ့ဘာသာရေးကံကိုတွဲကြည့်ပြပါမယ်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်းသက်ချက်တွေအလွန်ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အစဉ်ပြေနိုင်သလိုဘာသာရေးနဲ့ပတ်သက်တဲ့ ကံကြမ္မာအခြေအနေလည်းပဲတိတိတသာခေါင်းမွန်ပါတယ်။ဘာသာရေးနဲ့ပတ်သက်တဲ့အကြံအစီတွေရည်ရွယ်ချက်တွေနောက်လောက်ကန်ဆောင်ွယ်ချက်တွေမှာအောင်မြင်မှုတွေကိုရရှိစေနိုင်ကြလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်။ကုဆက်လက်ပြီးတော့ဂျာတာဝေးသားမိများရဲ့ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပါ။ဒီကာလအတွင်းမှာခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေကိုအကြောင်းပြုပြီးတော့စိတ်ညစ်စရာလေးတွေကြုံရတတ်ပါတယ်။အဲတော့ဒါခရီးကိစ္စတွေမှာအဆင်မပြေတာကိုလေးတွေအလွဲကျော်အမာရင်းလေးတွေကြုံရတာမျိုးလေးတွေ ဖြစ်ပေါ်စေတတ်တဲ့အတွက်ဒါခရင်ဆိုင်ပါလို့မှာချလို့ပါတယ်ခင်ဗျာမိသားစုရေးကိစ္စတွေကိုအကြောင်းပြုပြီးတော့စိတ်ညစ်စရာလေးတွေကိုကြုံရတတ်တယ်ဆိုတာကိုတွေ့ရပါတယ်နောက်တစ်ခုကဒီကာလတော့မှာကိုယ်စိတ်တွေဟာမကြည်မလင်မလန်းမဆန်းဖြစ်နေတတ်တဲ့ပုံစံမျိုးလေးတွေကြုံရတတ်ပါတယ်သူများကခုကိုမကောင်းတဲ့နီလန်းနဲ့အနှောက်ယှက်ပြီးခံထားရတတ်တဲ့ပုံစံမျိုးလေးတွေဖြစ်ပေါ်စေတတ်တဲ့အတွက်နည်းနည်းလေးအယူဆိုင်ပါလို့မှာချလို့ပါနဲ့ခနာစာဝဲရမယ့်ရေရရာကတော့ဖျားမှာဖျောင်းနိုင်အနင်းနိုင် ငားတိုင်းတီတီမီထိုးညိရှူရန်ပူဇော်ပြီးတော့ကိုယ့်ရဲ့ကံလေလက်တွေပွင့်လန်းတိုးတက်စေနိုင်ဖို့အတွက်ဆုတောင်းပေးပါလို့တာရရလေးလမ်းညွှန်ပေးလိုက်ရပါတယ်။